ားလုံးမင်္ဂလာပါအဝင်းဟင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့အမျိုးသမီးရဲ့မျက်နှာပေါ်ကအမွှေးမြင်တွေကိုတဘာဝနီးနဲ့ဘယ်လိုဖယ်ရှားမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်မျက်နှာပေါ်မှာအမွှေးမြင်ပေါက်တာဟာအမျိုးသားတွေမှာဖြစ်လေရှိပေမဲ့အမျိုးသမီးတွေမှာတော့ဖြစ်လေဖြစ်တာမရှိတတ်ပါဘူးဖြစ်ခဲတယ်ဆိုပေမဲ့အချို့အမျိုးသမီးတွေမှာမျက်နှာအမွှေးမြင်တွေပေါက်လာလေရှိပါတယ်အဲ့ဒီလိုအခါမှာအမျိုးသမီးတွေက သူတို့ကိုသူတို့အကြည့်တန်နဲ့ထင်ပြီးနီလန်းမျိုးစုံနဲ့ဖယ်ရှားလိရှိကြတယ်။အမွှေးတွေကိုရိတ်တက်ကြ။ဒါကအမြန်ဆုံးနီလန်းဖြစ်ပေမဲ့ရစ်ပိုင်းလောက်ပဲခံပါတယ်။ပြန်ထွက်လာတာပါပဲ။ပြန်ထွက်လာတဲ့အမွှေးတွေကပိုကျန်းလာတတ်ပါတယ်။ပိုအကြည့်တန်သွားပါတယ်။မဟုတ်တဲ့နီလန်းတွေနဲ့ပိုပြီးအကြည့်မတန်စေချင်ပါဘူး။ဒါကြောင့်တဘာဝနီလန်းတွေရှိပြီးအဲ့ဒီနီလန်းတွေနဲ့အန္တရာယ်ကင်းကင်းလုံနိုင်ပါတယ်လို့အတိပေးခြင်းလို့ဒီအကြောင်းအရာကိုတင်ပြဖြစ်တာပါ။အမျိုးသမီးတွေမှာ မျက်နာအမွှေးမြင်ပေါက်ခြင်းရဲ့အကြောင်းရင်းတွေကဘာတွေလဲအမွှေးမြင်ပေါက်တာဟာအခုခေတ်မှာတော့တိုးပွားလာတဲ့အကြီးမားဆုံးပြဿနာတွေတဲကတစ်ခုဖြစ်လာပါတယ်နမကကြီးဟော်မုန်းဆိုင်ရာအကြောင်းရင်းတွေကတော့အဓိကအားဖြင့်ဟော်မုန်းတွေမညီမျှတာကြောင့်ဖြစ်လာပါတယ်အဝလွန်လာတဲ့အခါအလွန်ကျုံကိုလေးချိန်များတာကြောင့်အီစထရိုဂျင်ဟော်မုန်းတွေညော်နေလာပါတယ်အဲ့ဒီအစားအမျိုးသားဟော်မုန်းဖြစ်တဲ့ testosterone လိုမျိုးဟော်မုန်းတွေကတိုးပွားလာပြီးအမွှေးအမြင်ကို ပုံမပေါက်စေပါတယ်။ခါဝေး PCOS polycystic ovary syndrome နဲ့သွေးဆုံးခြင်းတွေကမျက်နာမှာအမွှေးအမြင်ကို ပေါက်စေပါတယ်။ PCOS ကဖြစ်နှုံးအလွန်မြင့်တက်လာပြီး10ကျော်သက်10ယောက်မှ9ယောက်အထိဖြစ်ပွားနေပါတယ်။ဒါအပြင်မျိုးရိုးဗီဇကြောင့်မျက်နာမှာအမွှေးအမြင် ပေါက်တာမျိုးလည်းရှိပါတယ်။ အမျိုးသမီးတွေမှာမေးစိဒါမှမဟုတ်နှုတ်ခမ်းပေါ်မှာအမွှေးမြင်ထွက်တာဟာအဖြစ်များလာတဲ့အတွက်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ဖြစ်နေပါတယ်အမျိုးသမီးတွေကမျက်နှာပေါ်မှာအမွှေးမြင်အလွန်ကြုံပေါက်တာကိုကဘာဝကုထုံးတွေအစားအသောက်တွေနဲ့ပတ်သက်ပြီးဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေရှိပါတယ်မျက်နှာပေါ်အမွှေးမြင်ပေါက်တာဟာကျုပ်တို့ခင်မှာတော့တိုးပွားလာတဲ့အကြီးမားဆုံးပြဿနာတစ်ခုဖြစ်ပြီးဟော်မုန်းမညီမျှမှုကြောင့်ဖြစ်ပေါ်လာတတ်ပါတယ်အလွန်ကြုံဝိတ်တဲ့ခြင်းဟာ အီဆိုဂျင်ဟော်မုန်းကိုညော်နေစေပြီးတက်စတော့စတရောလိုမျိုး အမျိုးသားဟော်မုန်းတွေကိုတိုးပွားစေပြီးအမွှေးမြင်ပုံမူပေါက်လာစေပါတယ်ဒါဟာအထူးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်ကာကြီးတဘာဝအိမ်တွင်ကုထုံးများမျက်နှာအမွှေးမြင်များကိုလျှော့ချဖို့အတွက်လုံနိုင်တဲ့အိမ်တွင်ကုထုံးအချို့ရှိပါတယ်နံပါတ်1စနွင်းမှုတ်ပဲမှုတ် တာမယာရီနဲ့12ခုနှစ်ပဲမှုတ်လဖေးစွန်3စွန်စနွေးမှုတ်လဖေးစွန်2စွန်တာမယာတိချမ်းကိုညှစ်ထားတဲ့တာမယာရီနဲ့12ခုအနှစ်အနှဲငယ်တို့ကိုပကံလုံးတစ်လုံးထဲမှာထည့်ပြီးရောမှွေပါအဲ့ဒီနှစ်ကိုမျက်နာပေါ်လိမ့်ပြီး7မိနစ်မိနစ်20ထားပြီးတဲ့နောက်ရေနဲ့စေကြောပြီးမျက်နာကို6တွေ့အောင်ထားပါအဲ့ဒီအနှစ်ကိုတလပြည့်တဲ့အထိနေ့စဉ်လိမ့်တင်ပါတယ် ဒါအစာပိုင်းမှာအမွှေးအမြင့်တွေကိုပါလွာစီပြီးချော့ချပေးပါတယ်။အဲ့ဒီအနှစ်ဟာအသားအရည်ကို နူးညံ့စီပြီးကြည်လင်တောက်ပစီပါတယ်။နံပါတ်1တကြားနဲ့ဖျောင်းချခြင်း sugaring တကြားတစုံပြည့်ပြည့်တာမယာရီတဝက်တို့ကို ရေနဲ့ရောမွေပြီးအနှစ်ထူထူဖြစ်အောင်ပြုလုပ်ပါတကြားစီအများကြီးမားခြင်းမရှိစေဘဲတကြားအမုတ်တွေဆိုရင်ပိုကောင်းပါတယ် အဲ့ဒီအနှစ်ကိုမျက်နာပေါ်ကအရေပြားကိုပုတ်တိုက်ပေးနိုင်ပါတယ်ဒါအရေပြားကိုဂျေးချွတ်ပေးပါတယ်ဒီနီလန်ဟာမျက်နာကို6ပတ်အထိအမွှေးကင်းစင်အောင်ပြုလုပ်ပေးနိုင်ပါတယ်နံပါတ်3ပြားရည်နဲ့တံမရည်တံမရည်ဇပွဲတင်စွန်းတဝက်နဲ့ပြားရည်တစွန်းတို့ကိုရောမွေပြီးလိမ့်ကြံပေးပါ အချိန်မိနစ်20ထားပြီးတော့တူရကီပဝါငယ်ကိုရေနွေးနွေးမှာစိမ်ပြီး ရေစူတက်ပိုနေတာများကိုဖယ်ရှားလိုက်ပါ ပြားရည်တံမြာရည်အနှစ်တကိုတုတ်ထုတ်လိုက်ပါအဲ့ဒီနောက်အဲ့ဒီနေရာကိုရေအေးဖြင့်စီကြောပါ ပြားရည်ကအရေပြားကိုကြည်လင်တောက်ပစီပြီးရေတက်ဖြစ်ပေးပါတယ်ဒီနီလန်းဟာမလိုအပ်တဲ့အမွေးအမြင်တွေပေါက်တာတွေကိုရှော့ချပေးနိုင်တဲ့အာနိသင်လည်းရှိပါတယ်ဒီနီလန်းကိုတပတ်လင်၃ချိန်ပြုလုပ်နိုင်ပါတယ်ခါခွေးအစားအသောက်စီမံခံခွဲမှု diet management ဟော်မုန်းတွေကိုမျှတစေဖို့အတွက်အစားအသောက်ကအလွန်ရေးကြီးပါတယ်။ပဲပီဆက်နဲ့ပိုက်တိုအီဆိုဂျင်ပဲပီဆက်မှာပိုက်တိုအီဆိုဂျင်ပါဝင်တာကြောင့်ဟော်မုန်းတွေကိုမျှတစေဖို့အကူအညီပေးပါတယ်။ဒါဟာအီဆိုဂျင်ပမာဏကိုမျှတစေရန်အကူအညီပေးပြီးအချိန်ကြာလာတာနဲ့အမျှအမွေးအမြင်ပေါက်တာကိုလျှော့ချပေးနိုင်ပါတယ်။ပဲပီဆက်အခြေခံထုတ်ကူများဖြစ်တဲ့တိုဖူပဲပီဆက်အဖက်များနဲ့ပဲနိုတို့ကိုလည်းစားသုံးနိုင်ပါတယ်။ ီဆိုဂျင်ကိုတိုးပွားစေတဲ့အခြားအစားအစာများနဲ့မျက်နှာပေါ်ရှိအမွှေးအမြင်များအလွန်ကျွံပေါက်တာကိုသဘာဝအတိုင်းလျှော့ချပေးနိုင်တဲ့အခြားအစားအစာတွေကတော့နှမ်းစိတ်၊နေကြာစိတ်၊ပိုက်ဆံလျှော်စိတ်၊ flax စိတ်၊တစ်ကြားသီးကြောက်များ၊ကြက်သွန်ဖြူ၊မမန်းသီး၊အုတ်စပါး၊ကွေကာအုတ်၊ဘာလီ၊ပဲမျိုးမျိုး၊မတ်ပဲတို့ပါဝင်ပါတယ်။ကော်ပီဒုတ်၊ပန်းကော်ပီနဲ့ ပန်းမုံလာတို့ကိုလဲစားသုံးသင့်ပါတယ်။သတိပြုရချက်အနေနဲ့ဒီအစားအစာတွေကို စားသုံးတဲ့အခါပက်ပီဆတ်ဓမ္မမုံပိုက်တိုအီဆိုဂျင်တို့နဲ့ဓမ္မတဲ့သူမဖြစ်စေဖို့သတိထားပြီးစားသုံးသင့်ပါတယ်။နမကငယ်ကိုလေးချိန်ရှော့ချခြင်းကိုလေးချိန်ရှော့ချတာဟာအီဆိုဂျင်နဲ့တက်ဆိုစတရုန်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ဟော်မုန်းမျိုးမျှမှုကိုညှော်နေစေပါတယ်။ကိုလေးချိန်ရှော့ချဖို့အတွက် ်တင့်တော်တဲ့အာရတမ်းများအားလုံးကိုအာယုံစိုက်ပြီးမှန်ကန်တဲ့အစားအသောက်ပုံစံကိုစားသုံးရန်အလွန်အရေးကြီးပါတယ်။အနှစ်ချုပ်ပြောရရင်အမျိုးသမီးတွေဟာပြဿနာကိုစိုးရိမ်နေမဲ့အစားဖြေရှင်းနိုင်တဲ့နီလန်းနဲ့လှုပ်ဆောင်တာက ပိုအရေးကြီးပါတယ်။အချို့သောပြောင်းလဲလို့မရနိုင်တဲ့အကြောင်းအရာတွေကိုတော့လက်ခံပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုရရှိအောင်နေထိုင်သင့်ပါတယ်။ အစဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်အောင်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြည်နေပေးထားပါလို့မေတ္တာရက်ခံပါရဲ့။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါရဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day